Hello. အားလုံးပဲမင်္ဂလာပါ။ကျမတို့တွေ့ရလဲနည်းနည်းကြာတော့ပြီ။ကျမအဲကိစ္စအမျိုးမျိုးနဲ့ဗီဒီယိုလေးတွေရိုက်ဖို့ပေါ့။ content ရေးဖို့တွေပါကျမပြက်ကွက်နေပါတယ်။ဒီတစ်ခါကျမဒီဗီဒီယိုလေးလောက်ချင်ကြောင်းရင်းကကြာတော့အာကျမဒီရက်ပိုင်းမှာဆိုလို့ရှိရင်ကျမ Thai psychology and parenting education ဆိုတဲ့သင်တန်းလေးတစ်ခုဖွင့်ထားတယ်ပေါ့နော်။အဲဒီကဟို မမေတွေဆရာဆရာမတွေနဲ့လည်းကျွန်မအများကြီးစကားတွေပြောဖြစ်တယ်ပြီးတော့ဒီအပိုင်းမှာဆိုလို့ချင်ရင်ကျွန်မအာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အာ Facebook Live လေးတွေကိုကျွန်မလုပ်ဖြစ်နေတယ်အဲ့ရနေပြီးတော့ကျွန်မအတွေ့အလေးတစ်ခုရလာလို့ကျွန်မဒီဗီဒီယိုလေးလုပ်ဖြစ်တာပါအတိအကျပြောချင်တဲ့ဒီဗီဒီယိုလေးရဲ့ topic ကကြတော့နှိုင်းရှင်တာကောင်းလားပေါ့နော်ကျမအားလေးကိုနိုင်ငံ share လုပ်ပေးချင်တယ်အဓိကကတော့ကျမတို့တွေအာ ုံးစံအတိုင်းပဲကျမခလေးရင်နဲ့ပတ်သက်ပြီးတော့ပဲပြောမယ်ပေါ့ကျမအပါဝင်ကျမရဲ့တငယ်ချင်းတွေတော်တော်များများကျမတို့ငယ်ဘဝမှာမကြာခဏနှိုင်းချင်ခံရတယ်ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့အာကျောင်းကဆရာဆရာမတွေကပြောတယ်ဒါပါတော့ဟိုအစင်တရတဲ့သူကအမြဲတော်တယ်အဲအတန်းထဲမှာနောက်ဆုံးပိတ်ဆုံးမှာရောက်နေတဲ့သူဆိုလို့ရှင်တော့နေကားအလောက်တော့မှပဲညံ့ရလား အဲပြီးတော့ပြီဆိုတဲ့အခါကျတော့သူတော်ဝက်လောက်တာနဲ့တော်ခဲ့မယ်ဆိုရင်ဘာဖြစ်တယ်냐ဖြစ်တယ်ဆိုတာမျိုးပေါ့မိပါတဲ့တချို့ဆိုလို့ရှင်ရလဲနေရဒီလောက်တော့မှပဲနင်းနဲ့ဒီခေါင်းနဲ့ပဲဒီခန္ဓာကိုယ်နဲ့ပဲအသက်ရှင်နေတာဟိုဘက်အရာကောင်းမလေးဆိုလို့ရှင်ရလဲနင်းတငယ်ချင်းဆိုလို့ရှင်ရလဲဒီအုံနောက်နဲ့ဒီခေါင်းနဲ့ဒီပုံစံနဲ့ပဲအသက်ရှင်နေတာနေရဘာလို့သူ့လိုမတော်ရတာလဲနေရဘာလို့ဒီလိုမျိုးညံ့ဖြစ်နေရတာလဲဒီလိုပုံစံမျိုးတွေကျမတို့မကြခဏနှိုင်းချင်ခံရတယ်အဲ့တော့ နှာရှင်တဲ့သူတွေအတွက်ကကြတော့သူတို့ယူဆတာကကြတော့ငါသားသမီးတွေကောင်းဖို့အတွက်ငါခလေးတွေကောင်းဖို့အတွက်ငါထားအောင်လုပ်နေတာသူတို့ကတော့ဒီလိုတွေးတယ်ပေါ့ဒါမဲ့အနှိုင်းရှင်ခံရတဲ့ခလေးတွေအတွက်ကကြတော့တစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်အချိန်မှန်များစွာနှိုင်းရှင်ခံလာရတယ် နိုင်ရှင်ခံရတယ်ဆိုတဲ့အခါမှာတစ်ဖက်ကနိုင်ရှင်တဲ့သူ့လိုမျိုးဒီကလေးကလိုက်ပြီးတော်နိုင်လားစူးစမ်းနိုင်လားဆိုတဲ့အခါကျတော့လေအဲ့လိုဖြစ်မနေဘူးလူတိုင်းမှာသူတို့ရဲ့ capacity ဆိုတာလည်းရှိတယ်သူတို့လုံနိုင်စွမ်းစူးစမ်းနိုင်စွမ်းပြီးသွားတာဆိုတဲ့အခါကျတော့သူတို့တော်တဲ့ဘက်ချဥပမာအပြင်သူတို့ရဲ့ပထမ parameter ဆိုတဲ့မျိုးပေါ့နော်အားကစားမှာတော်တဲ့သူကတော်တော်တာ စာပေလေ့လာတဲ့ခါမှာတော်တဲ့သူကတော်တော်တယ်အနုပညာခံစားမှုပိုင်းမှာတော်တဲ့သူကတော်တော်တယ်ဒါမျိုးသဘောတူမှာရှိတယ်မတူညီကြတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမတူညီကြတဲ့ဖွဲ့စည်းပုံမတူညီကြတဲ့အခြေအနေမှာကျမတို့တွေကတပါးသူကဒီရာမှာတော်တယ်ဆိုတာအဲ့ဒီရာမှာတခြားတစ်ယောက်ကလိုက်ပြီးတော်ပါလိုက်မယ်လို့အမှမခံနိုင်ဘူးဒါမျိုးရှိတယ်ပေါ့နော်ကျမတို့တွေကမတူညီတဲ့ ဘတ်အချမ်းကိုကြည့်ရှုပေးနိုင်ဖို့မြင်ပေးဖို့လိုတယ်။ဒီလူတယောက်ဟာဆာမတော်နေပေမဲ့ဒီလူတယောက်ဟာအမှုပညာဘတ်ချမ်းမှာသူတော်ချင်မှတော်နိုင်မယ်။ဒီလူတယောက်ဟာအားကစားမှအရန်တော်နေတယ်။ဒါပေမဲ့တခြားဘတ်ချမ်းမှာသူကအားနေကောင်းအားနေနေနိုင်မယ်။ဒါဟာတဘာဝပါပဲ။အလုံးစုံပြည့်စုံလုံလောက်နေဖို့တော်ဖို့ဆိုတဲ့ဥစ္စာကအလွန်တရာမှခင်ရင်တဲ့ကိစ္စဖြစ်ပါတယ်။ဒီတော့ကျမအနေနဲ့လူချင်းမိဘတွေကိုပြောချင်တဲ့စကားလေးတစ်ခုက ခက်လေးတွေကိုနှိုင်းရှင်နေဆိုတာကအမြဲတမ်းနှိုင်းရှင်နိုင်မကောင်းပါဘူးခက်လေးတိုင်းမှာတို့ရဲ့ capacity ရှိတယ်တို့ရဲ့လုံနိုင်စွမ်းရှိတယ်တို့ရဲ့အထုံပါရမီတို့ရဲ့ကြိုးစားနိုင်စွမ်းနေဒါတွေကအများကြီးကွဲပြားနေပြီးတော့ရှိပါတယ်ဒီတယောက်ဟာတော်တိုင်းနောက်တယောက်ဟာသူနဲ့ထပ်တူလိုက်ပြီး copy ပူဖို့ဆိုတာကမဖြစ်နိုင်ပါဘူးပြီးတော့အမြဲတမ်းနှိုင်းချင်ခံရတဲ့ကလေးဟာအနှိုင်းချင်ခံရတဲ့သူလိုမျိုးမတော်ဘူးကြိုးစားပေမဲ့လည်းသူ့လိုမျိုးဖြစ်မလာဘူးဆိုတဲ့အခါမှာ ဒီကလေးအနေနဲ့ကကျတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအရာကိုဆိုလို့ရှိရင်မိမိကိုယ်ကိုယုံကြည်နိုင်မှုတွေမိမိကိုယ်ကိုမိမိကိုးစားနိုင်စွာနဲ့ self esteem နဲ့ self confidence ဒီလိုဟာမျိုးတွေရောကြလာနိုင်ပါတယ်။ရေရှည်ဆိုလို့ရှိရင်သူဟာငါဟာမတော်တဲ့သူငါဟာညံ့ဖျင်းတဲ့သူငါဟာဘယ်နေရာမှအသုံးမဝင်တဲ့သူဆိုပြီးတော့ကိုယ့်ကိုယ်ကိုချမှတ်သွားနိုင်စွမ်းရှိပါတယ်။ဒီခါမှာသူ့မှာရှိနေတဲ့ ိုးစားနိုင်စွမ်းနေလုံနိုင်စွမ်းနေပါချော့ကျသွားမယ်လားလားလေးအများကြီးရှိပါတယ်ဒါလေးကိုကျွန်မသိစေချင်တယ်ပေါ့နော်ဒါကြောင့်မလို့လူကြီးပြီးပါတယ်အနေနဲ့ဆိုလို့ချင်းလဲကလေးတွေအတွက်ကောင်းစေချင်လို့ပြောတယ်ဆိုတဲ့အခါမှာငါပြောလိုက်တဲ့ငါရဲ့နှုတ်ဖက်စကားတခုဟာတစ်ဖက်သူပေါ့ဘလိုမျိုးချိုးတရောက်မှုရှိသွားမလဲဒီအချက်လေးကိုစဉ်းစားတွေးတောပြီးတော့မှပြောစေချင်ပါတယ်ကျမဒီနေ့တော့ဒီအကြောင်းအရာလေးနှိုင်းရှင်းနိုင်ကောင်းလားဆိုတာလေးကိုကျမကရှင်းလင်းလုပ်ပေးချင်တာပါဒီနေ့တော့ဒီလောက်ပါပဲ ကျမတို့နောက်တစ်ခေါက်မှာဘယ်လိုဗီဒီယိုလေးတွေနဲ့ကျမပြန်လာမလဲဆိုတဲ့ဥစ္စာကိုစောင့်မျှော်ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်